အတန်တိတ်ဇလန်ခိကနေအတန်ထွတ်ရုပ်ရှင်ခိအတိအောင်မြင်ကြောကြားခဲ့သူမင်းသမီးကြီးတော်မေတ္တရေဒီယိုအလုံးမင်္ဂလာပါရှင်ဇပမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေမေးရခံထားခဲ့တဲ့မြန်မာရုပ်ရှင်သမိုင်းရဲ့ထူးခြားတဲ့ကျယ်ပွင့်တပွင့်အကြောင်းကိုတင်ဆက်ပြပြပေးသွားမှာဖြစ်ပါတယ်သူမကတကိတကာတော့ကတော့နာမည်အရင်ကြောကြားလူတိုင်းများပြီးအောင်မြင်ခဲ့ပေမဲ့ယနေ့ခေတ်လူငယ်တွေလုံးဝမသိနိုင်တော့တဲ့အနေအထားမှာ မင်းရောက်ခံစားခဲ့ရတာပါ။ဒါကြောင့်အတန်တက်ရုပ်ရှင်ခေတ်ကနေအတန်ထွက်ရုပ်ရှင်ခေတ်အထိနှစ်ပေါင်းများစွာထွန်းတောက်ခဲ့တဲ့မင်းသမီးချစ်တော်မေတ္တရဲ့ထူးခြားတဲ့ဘဝစကြောင်းနဲ့အနုပညာခီးအကြောင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။1925ခုနှစ်မှာမွေးဖွားခဲ့တဲ့မင်းသမီးချစ်တော်မေတ္တရဲ့မူရင်းနာမည်ကတော့ခင်သစ်ဖြစ်ပါတယ်။သူမကအသက်၁၆နှစ်အရွယ်ငယ်ရွယ်ချိန်မှာပဲအနုပညာလောကထဲကိုစတင်ခြေချခဲ့ပါတယ်။အေဝန်ရုပ်ရှင်ကုမ္ပဏီကနေမေသစ်ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်မင်းသမီးအဖြစ်စတင်လောက်ကန်ခဲ့တာပါ။သူမရဲ့ပထမဆုံးစကားကတော့အတန်တိတ်ရုပ်ရှင်စကားဖြစ်တဲ့မုံတိုင်းပဲဖြစ်ပါတယ်။မင်းသမီးကြီးတော်မေတေကမြမရုပ်ရှင်လောကရဲ့အစောပိုင်းကာလတွေဖြစ်တဲ့အတန်တိတ်ခေတ်ကနေအတန်ထွက်ရုပ်ရှင်ခေတ်စီကိုပြောင်းချိန်တွေမှာပါပါဝင်ခဲ့ပြီးအောင်မြင်စွာရည်တည်နိုင်ခဲ့ပါတယ်။ဒါကသူမရဲ့ထူးခြားတဲ့အနုပညာလမ်းရောညီထွေမှုနဲ့ထူးချွန်မှုကိုဖော်ပြနေတာပါ။ ဇနိကေလုံငရယ်တိပ်ပြီးတော့မတိကြတဲ့အတန်တိတ်ရုပ်ရှင်လောကမှာတကယ်ကိုထင်ရှားကျော်ကြားသူမင်းသမီးကြီးတလက်ဖြစ်ခဲ့တာပါချစ်ရည်စင်လုံးမျိုးနာမည်ကျော်အတန်ထွက်ရုပ်ရှင်ကားရီမှာလည်းပြည်ပြင်းစွာတရုပ်ဆောင်ခဲ့ပါတယ်မင်းသမီးကြီးတော်မေတေကရုပ်ရှင်မင်းသမီးတဦးတသက်မော်ပင်သူစုံတဲ့အစောရတဦးလည်းဖြစ်ပါတယ်သူမတည်ဆုပ်ခဲ့တဲ့နိုင်အေဂရီငွေငန်းပြန်စားတဲ့တခြင်းများစွာကလည်းယနေ့တအောင်မြင်ကျော်ကြားဆဲဖြစ်ပြီးမြန်မာတန်စင်ချစ်သူတွေရဲ့နှလုံးသားထဲမှာနေရာယူထားဆဲပဲပါ ဒါပေမဲ့ပရိသတ်တွေကတချင်းတန်ကိုသာကြောက်ပြကြမှာဖြစ်ပြီးမင်းသမီးကြီးရဲ့နာမည်နဲ့တွဲပြီးတော့မသိကြပါဘူး။ဒါကတကယ်ကိုနှမျောစရာကောင်းတဲ့အချက်တစ်ခုပါပဲ။အရင်ချိန်တွေတော့ငါဆိုရင်တော့ဒီလိုဘတ်ဆောင်ပါရမီရှင်ဖြစ်တာကသူမကိုအတရားအနှံ့ပညာရှင်တွေနဲ့ကွဲပြားစေတဲ့ထူးခြားချက်တစ်ခုအဖြစ်အောင်မြင်စွာရည်တည်နိုင်ခဲ့တာပါ။သူမရဲ့ထူးထူးနဲ့တရုတ်ဆောင်စွမ်းရည်တွေကိုယနေ့ခေတ်လူငယ်တွေမသိကြပေမဲ့အရင်ခေတ်ပရိသတ်တွေနဲ့မြမယုတ်ရှင်လောကကအတိမတ်ပြုခဲ့ကြပါတယ်။ မင်းသမီးစစ်တော်မေတ္တကရှေးမြမာရုပ်ရှင်သမိုင်းမှာအကယ်ဒမီစု၃စုအထိစုခွေရရှိခဲ့တဲ့ရှားပါအမှုပညာရှင်တူဖြစ်ပါတယ်။အရင်ခေတ်တုန်းကဆိုရင်အခုလိုမျိုးအကယ်ဒမီတွေကို ပေါ်ပေါ်ပဲပဲပေးတော်မျိုးမဟုတ်ပဲတကယ်အရင်ချင်းစစ်မှန်တဲ့တွေကိုသာတရားရွေးချယ်ပြီးတော့ပေးအပ်တာပါ။မင်းသမီးစစ်တော်မေတ္တက1960ပြည့်နှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆံစု1964နှစ်ပြည့်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ပေါ်စုနဲ့1996နှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇက်ဖို့ဆုအစားရှိတဲ့ဆုတွေကိုရရှိပန်ဆန်ခဲ့ပါတယ်ဒီဆုတွေကသူမရဲ့ဇက်ကောင်ဇက်ရဲ့အမျိုးမျိုးကိုပိုင်နိုင်စွာပုံဖော်နိုင်တဲ့တရုပ်ဆောင်အားကိုကြားသနေခဲ့တာပါခေါင်းဆောင်မင်းသမီးနေရာကနေရောဇက်ဖို့နေရာကနေရောပြိသက်ရင်တဲ့ထင်ကျန်ရင်အောင်ပြည်ပြန်စွာတရုပ်ဆောင်နိုင်တဲ့သူလည်းဖြစ်ပါတယ်မင်းသမီးကြီးတော်မေတိကနှစ်ပေါင်းများစွာမြမရုပ်ရှင်လောကအကျွတ်မမုံမပန်စူးစမ်းအထောက်ခဲ့ပြီးကြီးမားတဲ့ပံ့ပိုးမှုတွေပေးခဲ့ပါတယ်သူမရဲ့အမှုပညာစွမ်းရည် ဘတ်စုံထွချုံမိုးနဲ့ခိုင်မာတဲ့ရည်တူမှုတွေကြောင့်မြန်မာရုပ်ရှင်သပိုင်းမှာအမှန်ရနေမဲ့ဓာရခြေပွင့်တပွင့်အဖြစ်မှတ်တမ်းတင်ခံထားရပါတယ်။ဒါပေမဲ့လည်းယနေ့ကလူငယ်တွေကြားထဲမှာတိတ်ပြီးတော့မကြားရတဲ့နာမည်တစ်ခုဖြစ်နေခဲ့တာကြောင့်တချိန်ကမြန်မာရုပ်ရှင်ခြေပွင့်မင်းသမီးကြီးအကြောင်းကိုပြန်လည်ပြီးတော့တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်အနေနဲ့ရောဘရိတ်တကြီးတို့သိရှိလို့တဲ့တခက်တခါကနာမည်ကျော်ကြားသူမင်းသားမင်းသမီးတွေများရှိခဲ့ရင်ပြောပြခဲ့ကြပါဦးနော်။